မြန်မာနိုင်ငံရှိကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးရွာတည်ထောင်ဆမှုစီမံကိန်းကိုစိုက်ပျိုးရေးဦးစီးဌာနကအတောင်တဲဖို့ဆောင်ရွက်ရရှိရာယခုဆိုရင်ကျေးရွာတည်ထောင်ဆမှုစီမံကိန်းစံပြကျေးရွာပေါင်း150ရွာအထိရှိလာပြီဖြစ်ပါတယ်။နေပြည်တော်ဇေယျာတိတိမျိုးနဲ့ရေးစင်းမှရှိတဲ့ စိုက်ပျိုးပညာပီးရေးနဲ့ကြိလက်ဒေတာဖွင့်ရေးတင်နန်းကျောင်းဟာစိုက်ပျိုးပညာပီးဝန်ထမ်းများ၏ဆန်းဆောင်ရေးနှင့်တင်ပြရန်နဲ့ကြိရွာတင်လှမ်းမှုစီမံကိန်းစံပြကြိရွာများအကောင့်ထေပေါ်ဆောင်ရွက်မည်ကြိရွာကောင်းဆောင်များအတွက်ကြိရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုစနစ်တကျလှုံ့ဆော်တက်စေရန်နဲ့ကောင်းဆောင်မှုစံရေးတိုးတက်လာစေရန်တင်နန်းများပို့ချပေးရရှိပါသည်ဒီတစ်ပတ်တင်နန်းကတော့ မြန်မာနိုင်ငံတွင်စွမ်းအားမြင့်မိဖို့ဖြန့်ဖြူးခြင်းစီမံကိန်း၏ကျိလက်ဒေတာဖွံ့ဖြိုးရန်မုံငွေဖြင့်ပဲခူးတိုင်းဒေတာကြီး၊မန္တလေးတိုင်းဒေတာကြီး၊မကွေးတိုင်းဒေတာကြီး၊အရာဝတီတိုင်းဒေတာကြီးနှင့်ရှမ်းပြည်နယ်တို့ရှိ25မြို့နယ်မှမြို့နယ်ဦးစီးမှုများနှင့်၎င်းမြို့နယ်များရှိကျေးရွာ26ရွာမှကျေးရွာခေါင်းဆောင်များကိုစံပြကျေးရွာဖော်ဆောင်ရန်အတွက်စံဆောင်ရည်နှင့်တည်းအသိပညာဘူးတုဒါများမျှဝေပေးသွားမှာဖြစ်ပါသည်။ တင်နန်းသားများအားတင်နန်းကျောင်းကိုတရက်ကြူတင်ရောက်ရှိကြရပါတယ်။တင်နန်းကျောင်းကိုရောက်တာနဲ့တင်နန်းသားလဲဆဲကံများပြေးကတင်နန်းသားများတက်ခွရမည်အိတ်ဆောင်အခန်းနံပါတ်များနဲ့အသုံးပြုရမည်ကတင်ဗီဒီယိုသုံးဆောင်များကိုရှင်းပြပြီးအိတ်ဆောင်တို့အရောက်ကျိုးစိုးနေရာချထားပါတယ်။ခဏနာပြည်တာနဲ့ကျိုးစိုးခြင်းခန်းနာဆောင်ရွက်ပါတယ်။တင်နန်းကျောင်းမှာမှပုံတင်ခြင်းတင်နန်းဝင်စစ်တမ်းကောက်ယူခြင်းတို့ပြုလုပ်ပါတယ်။အဲဒီနောက်မှာတော့တင်နန်းကာလာတရားတင်နန်းသားများလိုက်နာရမည့်အိတ်ဆောင်စည်းကမ်းများ စားသောက်ဆိုင်တွင်လိုင်းနေရမည့်စည်းကမ်းများနှင့်တင်နန်းစည်းကမ်းများကိုတင်နန်းနည်းပြများကရှင်းပြကြပါသည်။ကျိုးစိုးခြင်းခန်းနာမှာနိုင်ငံတော်တစ်ချင်းလေ့ကျင့်သိဆိုခြင်းကိုလည်းဆောင်ရွက်ခဲ့ကြပါသည်။2025ခုနှစ်စက်တင်ဘာလ22ရက်နေ့တင်နန်းဖွံ့ဖွဲခန်းနာမှာတော့စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မှာ ဖွင့်ပွဲမှာစကားပြောကြားခဲ့ပါတယ်။အခမ်းအနားပြီးမှာတင်နန်းသားများနဲ့အတူစုပေါင်းမှတ်တမ်းနဲ့ဓာတ်ပုံရိုက်ပြုခဲ့ကြပါတယ်။တင်ငန်းစာများစတင်ချိန်မှာတော့စိုက်ပျိုးရေးဦးစီးဌာနဒုတိယညွှန်ကြားမှုချုပ်မှမြန်မာနိုင်ငံတွင်ကျေးရွာတည်လှုပ်ရှားမှုစီမံကိန်းကောင်းထည့်ဖော်ဆောင်မှုချိန်နည်းများကိုတကောင်းစိုက်ပျိုးပညာပေးဌာနဝယ်ညွှန်ကြားမှုမှာမြန်မာနိုင်ငံတွင်ဆောင်ရွက်သည့်စိုက်ပျိုးပညာပေးလုပ်ငန်းများအကြောင်းကိုလည်းကောင်းသင်တန်းကျောင်းအကြောင်းကိုကြည်မှာ ခြေလက်ဒေတာဖွင့်ပြရင်းနဲ့စင်မာဝန်တုံးအတွေ့အကြုံများသင်ခန်းစာကိုလည်းကောင်းတင်ကြားပို့ချပေးပါတယ်။ခြေမာတင်လှူရှားမှုစီမံကိန်းကောင်းတဲ့ဖော်ဆောင်ရရမှာလိုင်းနာရမည့်လုပ်ငန်းလမ်းညွှန်ချက်များသင်ခန်းစာပြီးမှာတော့အုပ်စုဖွဲ့ဆွေးနွေးရာတွင်စနေတကြဖြစ်စေရန်အုပ်စုဖွဲ့ဆွေးနွေးပွဲပြုလုပ်သည့်ညီလမ်းများသင်ခန်းစာကိုလည်းပို့ချပေးပါတယ်။တင်တဲ့ဒုတိယနေ့ဖြစ်သည့်2025ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာတော့စီမံကိန်းဆောင်ရွက်ရေးကြေညာ26ရာတို့ရမုံငွေထောက်ပံ့ပေးရပွဲခန်းနာကိုကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာညွှန်ကြားရေးမှူးချုပ်ကစီမံကိန်းကျင်းရွာများအကောင့်ထဲပေါ်ဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါတယ်။အဲဒီနောက်မှာတော့စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆန်းများဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းအောင်ကအမှားစကားပြောကြားပြီးကျင်းရွာတရားလျင်အမေရိကန်ဒေါ်လာ2000ငွေကြီးများသည့်မြန်မာစက်ငွေ3420စီဖြင့်226ရာလို့အတွက်ရမုံငွေစုစုပေါင်း7320တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ နန်းနယ်ခင်မိုင်းမှာတင်းနန်းသားများကိုလည်းကြံ့ခိုင်ရည်အတွက်လေးချိန်ကန်းများနဲ့စူပေါင်းလန်းဆောင်ခြင်းကိုလည်းပြုလုပ်ကြပါတယ်။နေ့စဉ်စာတင်ချိန်မစခင်နန်းနယ်ခင်စူဝေးခြင်းအစီအစဉ်မှာတင်းနန်းသားများတဦးနဲ့တဦးရင်းနှီးမှုရရှိစေရန်မင်္ဂလာပေါင်းနှုတ်ဆက်စေခြင်းစိတ်အာရုံစူစီးခြင်းဒီချင်းဒီဆွမ်းအားဟူသောခင်မ ခင်ရဲ့လက်တွေ့ပေါ်ဆောင်ရင်းဒီတာစွမ်းအားဖြစ်ပါတယ်။တင်နန်းနားမြိုက်ဘဝအကြောင်းတင်ဆက်ခြင်းနဲ့စိတ်ခွန်အားများရရှိစေရန်မြမစိရွာတဲ့တခြင်းကိုပျော်ရွှင်စွာတည်ဆူကြပါတယ်။နနေကေစုဝေချင်း နောက်ဆုံးအစီအစဉ်မှာတော့လမ်းဆန်းပြကြစီရန် စိတ်အားတကြဖွယ်မြမတချင်းများကိုစုပေါင်းတည်ဆူကြပါတယ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ရေးဆွဲရာတွင် အထောက်အကူပြုစီရန်အတွက် ကန္နာကြီးသုံးရက်ဖြစ်တဲ့စစ်ဆောင်ရင်းမြင့်တင်ရေးလူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးဝင်ငွေကြိုးပမ်းရေးကဏ္ဍများ၏အောင်မြင်မှုဖြစ်စဉ်များအကြောင်းကိုတင်ကြားပို့ချပေးခဲ့ပါတယ်ဆက်ပြေးရင်းနဲ့တက်ဆိုင်တဲ့သင်ခန်းစာများဖြစ်ကြသောတဘာဝမြေဩဇာပြုလုပ်သုံးဆွဲနည်းများပန်းနိုင်ထွန်းရရှိဖို့ မျိုးကောင်းမျိုးတန်300ဆိုတင်ကန်းစားနဲ့ပိုးတက်စေတက်ခြင်းလျှော့ချသည့်နိလန်းများတင်ကန်းစားဖို့လည်းပို့ချပေးခဲ့ပါတယ်။ကြေရတဲ့လှူရှားမှုစီမံကိန်းဆောင်ရွက်ရမှာလိုအပ်တဲ့စင်ရမှုလျှော့ချရေးနဲ့ကြိတ်လက်ဒေတာဖွံ့ဖြိုးရေးမြန်မာနိုင်ငံ၏ကြိတ်လက်ဒေတာဖွံ့ဖြိုးရေးနဲ့ကောင်းဆောင်မှုခန့်ကဏ္ဍနဲ့ကြေရတဲ့လှူရှားမှုစီမံကိန်းအောင်မြင်ရေးအကြံပြုချက်များတင်ကန်းစားများကိုလည်းပို့ချပေးခဲ့ပါတယ်။ ဒါအပြင်ကိုရီးယားနိုင်ငံရဲ့စင်မာဝအမျိုးသမီးကောင်းဆောင်ဂျာမွန်ဇာရဲ့မှတ်တမ်းလင်ဗီဒီယိုကိုလည်းအားကြအတူယူဖွဲကြည့်ရှုခဲ့ကြပါတယ်။တင်နန်းသားများစီးလုံးညို့ကျင်ရန်ရည်ရွယ်၍ပူပေါင်းဆောင်ရွက်မှုထောက်ဆောင်သောအကစားများကိုလည်းစုပေါင်းကစားခဲ့ကြပါတယ်။ညပိုင်းမှာတော့ ကြေရဖွံ့ဖြိုးရေးကဏ္ဍ၃ရပ်ကိုလက်တွေ့အကောင်အထည်ဖော်ဆောင်ရရမှာ အထောက်အကူဖြစ်စေရန်အတွက်အုပ်စုဖွဲ့ဆွေးနွေးခြင်းများကိုပြုလုပ်ကြပါသည်တင်နက်စတုထာနေ့နေ့လယ်ပိုင်းမှာတော့ရရှိလာတဲ့အုပ်စုဖွဲ့စင်မျိုးပွဲရလဒ်များကိုတင်ဆက်ရန်အဖွဲ့လိုက်ပြင်ဆင်ကြပါတယ်။ အဲ့ဒီနော်တင်တန်းကာလတစ်ချောင်းလ ీల ကဲ့သမ ्या အကြောင်းအရာများဝေချေခံပြီးမိမိကိုယ်ကိုစာရေးခြင်းအစီအစဉ်မှာစာရေးသားကြပါတယ်။ညပိုင်းမှာတော့အုပ်စုဖွဲ့စီနီဝဲရလဒ်များကိုဖွဲ့လိုက်တင်ဆက်ရာတင်တန်းချောင်းရှိကဲ့ဖြတ်တိုင်းသုံးဦးမှာအကြံပြုကဲ့ဖြတ်သုံးသပ်ပေးကြပါတယ်။တင်ဆက်မှုပြီးမှာတော့တင်တန်းကာလတစ်ချောင်းပြင်းမမှုများပြည့်ရောက်စေရန်ရန်စဲမီပွန်များမေးမြန်းခြင်းနဲ့အဖွဲ့လိုက်နှိမ့်သက်ရာဒေသချင်းများနဲ့ တရုတ်ပေါ်ဖျော်ဖြေရေးစီစဉ်ကိုလည်းဆောင်ရွက်ခဲ့ကြပါတယ်။ ဖြောပြရေးစီစဉ်များပြီးမှာတော့ရရှိလာတဲ့ဗဟုသုတတွေကိုခြေခံကမိမိတို့နေထိုင်တဲ့ခြေရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ဆောင်ရွက်မဲ့လုပ်ငန်းတွေကိုစင်မာဟုစိတ်ထက်နဲ့နေချင်းပွဲကောင်းမွန်သောခြေရွာများဖြစ်လာစေရန်ကျိုးပန်းဆောင်ရွက်မယ်ဟုသောစိတ်ဖြင့်စုပေါင်းညီညာတန်တိတ်ထံပြုခြင်းစီစဉ်ကိုဆောင်ရွက်ပါတယ်။ participativamente. တင်နန်းနာဆုံးနေမှာတော့စင်မာဦးကောင်းဆောင်ရီခန်းခန်းနာတင်ငဲစာကိုတင်ကြားပို့ချပြီးနောက်တင်နန်းကက်ဖြတ်ခြင်းနဲ့စစ်တမ်းကောက်ယူခြင်းတို့ကိုဆောင်ရွက်ခဲ့ပါတယ်ဒီလေပိုင်းတင်းနေစင်မွဲခန်းသားဆောင်ရွက်တဲ့အခါစိုက်ပျိုးရေးဦးစီးဌာနဟွန်ကြားရေးမှူးချုပ်က တင်နန်းစင်းမွေးအမှားစကားပြောကြပြီးတင်နန်းစင်းလက်မှတ်များနဲ့တင်းစင်းမှုထူးချွန်စုများကိုပေးအပ်ခြင်းဖြင့်ခဲ့ပါတယ်။တင်နန်းသားတင်နန်းသူနှစ်ဦးကဂျေစုတင်စကားပြောကြားကကျေးရွာတဲ့လှုပ်ရှားမှုအခြေခံတင်နန်းအမှတ်စဉ်တင်ရင်းဆောင်2025ကိုအောင်မြင်စွာကျင်းပပြည်မြောက်ခဲ့ပါတယ်။ဂျေလက်ဒေတာဖွံ့ဖြိုးရေးဟာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအခြေခံဖြစ်တဲ့အတွက်မိမိတို့ဂျေရွာများဖွံ့ဖြိုးတိုးတက်စေလိုတဲ့ပြင်ပြတဲ့ဆန္ဒ ခိုင်မာတဲ့ဆုံးဖြတ်ချက်တို့နဲ့ဇာတုရသားများအားလုံးပူပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်စီယုံလုံးစော်ရီအောင်မြင်တော်ကြီးရွာလေးစစ်စပွဲကောင်းတော်ကြီးရွာဖွံ့ဖြိုးတိုးတက်သောစံပြကြီးရွာများထူထောင်နိုင်ကြစေဖို့နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်ရှင်